ားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာတော့စာရေးဆရာ ကောင်းမြတ်ခေရေးသားထားတဲ့ပြိုင်ဘက်ကငါဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်။အပိုင်း6ကေတင်ရှင်မျှော်တက်တဲ့ဝါသနာငါတို့ရဲ့အခက်အခဲတွေကိုကုညီဖို့ဘယ်သူမှမတာဝန်ရှိမနေဘူးကွာ။ ငါတို့ခက်ခဲနေရင်ငါတို့ကိုယ်တိုင်ပဲရှုံးကန်ရတာငါတို့ကိုယ်တိုင်ပဲဖြေရှင်းရတာဒရာမာချိုးပြီးမျက်ရည်လိုက်ချူနေတာက အချိန်ကုန်တာပဲရှိတယ်ကျွန်တော်နဲ့ယဉ်ကြီးတဲ့အကိုတယောက်ပြောတဲ့စကားပါ သူ့စကားကိုကြားတော့ကျွန်တော်တော်တော်လေးအတွေးပေါက်သွားတယ်ဟုတ်ပါတယ်ကျွန်တော်တို့ရဲ့အခက်အခဲတွေကိုကုညီဖြေရှင်းဖို့ဘယ်သူမှမတောင်းဝန်ရှိမနေပါဘူးထို့အတူလူတွေရဲ့အခက်အခဲတွေကိုလိုက်ဖြေရှင်းပေးနေဖို့လည်းကျွန်တော်တို့မှတောင်းဝန်မရှိပါဘူး ူသားချင်းစာနာတဲ့စိတ်ကိုချင်းစာတဲ့စိတ်ကြောင့်ကုညီကြတာကလွယ်ရင်ဘသူကမှဘသူအတွက်ကုညီဖို့တက်တက်မွေးဖွားလာကြတာမဟုတ်ပါကျွန်တော်တို့တွေအခက်အခဲတစ်ခု ပြဿနာတစ်ခုနဲ့ကြုံလာရင် စိတ်ထဲကနေကုညီပေးမဲ့သူကို မျှော်တက်ကြပါတယ်။တငယ်ချင်းတယောက်ယောက်မိတ်ဆွေတယောက်ယောက်ကများလာကုညီပေးရင်ကောင်းမှာပဲလို့တွေးမိဖူးကြပါတယ်။ဒါကိုကျွန်တော်ကကေတီရှင်မျှော်တက်တဲ့ဝါသနာလို့နာမည်ပေးလိုက်တာပါ။ ဥပမာတစ်ခုပြောပြရရင်မြန်မာရုပ်ရှင်တွေမှာမင်းသားနဲ့မင်းသမီးအထင်မြင်လွယ်မှားကြတဲ့အခါပြဿနာဖြစ်ကြတဲ့အခါမင်းသားမင်းသမီးရဲ့တငယ်ချင်းတွေကဝင်ရှင်ပြတာမျိုး ကြားဝင်ဆစ်ဆက်ပေးတာမျိုးစတဲ့ဇဝင်ခံတွေကိုကျွန်တော်တို့ကြည့်ဘူးကြပါတယ်။ဒါတွေကရုပ်ရှင်ထဲမှာပဲများသောအားဖြင့်တွေ့ဘူးတာပါ။တကယ်လည်းတွေ့ဖို့မှာတော့ကိုယ်ကိစ္စကို ကိုယ်တိုင်ပဲရှင်းရတာများပါတယ်။လူတချို့ကကြည့်ဘူးတဲ့ရုပ်ရှင်တွေထဲကအတိုင်း ကိုချစ်သူချင်းဖြစ်ကြတဲ့ပြဿနာကိုကုညီဖြေရှင်းပေးဖို့ရည်ရွယ်ချက်နဲ့တငယ်ချင်းတွေကိုပြောပြပြီးဖြေရှင်းပေးမှာပဲလို့မျှော်လင့်တတ်ကြတယ်။ဒါဟာကေတင်ရှင်မျှော်တဲ့ဝါသနာပါပဲ။တခါတလေမှကျွန်တော်ကိုယ်တိုင်လည်းအခက်အခဲတစ်ခုဖြေရှင်းဖို့အခက်တွေ့နေတဲ့အခါမျိုးတွေမှာကုညီပေးမဲ့သူကိုမျှော်လင့်မိပါတယ်။ကုညီမယ်လို့ကိုမျှော်လင့်မိတဲ့တငယ်ချင်းမိတ်ဆွေက မကူညီတဲ့အခါတတိလွတ်လွတ်စွာပဲမကူညီရကောင်းလားလို့ဖြစ်တင်မိပါတယ်။ တတိနဲ့ပြန်သုံးသက်ကြည့်မှသူအားငါ့ကိုကူညီဖို့တောင်းဝန်ရှိနေတာမှမဟုတ်တာငါ့ကိုကူညီဖို့တသက်ငွေဖွဲ့လာတာမှမဟုတ်တာငါအခက်ခဲဖြစ်ရင်ကူညီပါမယ်လို့ကတိပေးထားတာမျိုးမှမရှိတာသူ့မှာငါ့ကိုကူညီဖို့တတ်နိုင်နေတောင်မှကူညီဖို့မကူညီဖို့ကိုရွေးချယ်ဖို့အခွင့်အရေးအပြည့်အဝရှိနေတာပဲငါကတပတ်သက်ကြီးဖြစ်နေတာပါလားလို့အတိပြန်ဝင်လာရပါတယ်။အွန်လိုင်းကနေစာလေးတစ်ပုဒ်ဖတ်ရပါတယ်။ တခါတော့ကကောင်မလေးတယောက်ကပင်လေထဲမှာဆော့ကစားပြီးပြန်တက်လာတော့ကန်ဆက်မှာသူ့ဖက်နယ်လေးကိုမတွေ့တော့ပါဘူးကန်ဆက်ကနေသူ့တဲတဲ့နေရာကိုပြန်တက်ဖို့နေဘူးနေတဲ့တဲတောင်ပင်ကြီးကိုဖြတ်ပြန်မှပဲရှာတော့မယ်နေဘူးတဲ့တဲတောင်ပင်ကနေဖြတ်ပြန်ဖို့အခက်တွေ့နေတဲ့ကောင်မလေးကသူ့ကိုတစုံတယောက်ကဖက်နယ်ငှားမှာပဲလို့မျှော်လင့်နေတယ်ရည်စက်နာလေးမှာခြေပလာနဲ့ဟိုလျှောက်တိလျှောက်လုံနေတဲ့သူ့ကိုဘသူကမှဂယုမဆိုင်ပါဘူး ကောင်မလေးကသူ့ကိုပဲသူမှကယူမဆိုင်ကြတော့မကျေနပ်ဖြစ်လာပါတယ်။လူတွေကအကူညီခြင်းစိတ်မရှိကြဘူးလို့တွေးပြီးစိတ်တိုနေပါတယ်။သူ့ရဲ့မကျေနပ်ချက်တွေကိုနှုတ်ကနေလဲတီတိုရေရွတ်နေမိပါတယ်။လူတယောက်ကသူ့ရှိကနေဖြတ်သွားရင်တတိထားမိပြီးသူ့ဖနက်ကိုငားလိုက်ပါတယ်။ကောင်မလေးကဝမ်းသာသွားပါတယ်။ငားလာတဲ့ဖနက်ကိုစီးပြီးသူ့ခန်းကိုပြန်ပါတယ်။ဖနက်အပေါ်တရင်ကိုပြန်စီးပြီး နှားလိုက်တဲ့လူရဲ့ဖနက်ကိုပြန်ပေးရင်ယေရှုတင်စကားပြောပါတယ်။မင်းကိုကူညီတာကိုချင်းစာလို့ပါ။ကူညီဖို့အချိန်လည်းငါမှ ရှိနေလို့ပါ။တကယ်တော့မင်းကိုကူညီဖို့ဘသူမှမှတာဝန်ရှိမနေပါဘူး။လူတွေကမင်းကို မကူညီတဲ့အခါစိတ်မတူပါနဲ့။စိတ်မပြတ်ပါနဲ့။ဒါဖြစ်ရောဖြစ်စင်ပါပဲ။ဖနက်ငားတဲ့လူကပြောလိုက်တော့ကောင်းပါလေ။သူ့အဖြစ်ပြက်သူ နားလေသွားပါတယ်။ နောက်ဆိုရင်ကုညီမဲ့သူကိုမမျော်တော့တလို့လာကုညီပေးတဲ့သူကိုလည်းမှတ်မှတ်ရရယေရှုဆက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီဇလန်းလေးကို ဖလှယ်ရတဲ့အခါကျွန်တော်မိတ်ဆွေပြောတဲ့ငါတို့အခက်အခဲတွေကိုကုညီဖို့ဘယ်သူမှမတာဝန်ရှိမနေဘူးဆိုတဲ့စကားကို ပို့ပြီးလက်ခံလာမိတယ်ကိုယ့်အခက်အခဲတွေအတွက်ကုညီဖြစ်ရှင်ပေးမဲ့လူကိုမျှော်နေတာက ကိုယ်တိုင်ဖြစ်ရှင်ရမယ့်အချိန်တွေကို အလဟတ်သက်ဖြုံးတီးနေမိတာပါပဲ။ ကိုမျောလင့်ထားမိတဲ့သူက မကူညီတဲ့အခါကိုဘက်ကနေတဖက်သက် စိတ်ဆိုးတာကလည်းကိုရဲ့မပြေဝတဲ့စိတ်ပါပဲဖြစ်နိုင်သည်မဘသူအခုညီမှမမျောလင်းတော့ပဲကိုအခက်ခဲကိုပြဒနာကိုကောင်းအေးထားပြီးဖြေရှင်းနိုင်ဖို့ပဲကြိုးစားဖြစ်တော်တယ်ဘသူစီမမှငါ့ကိုကိုညီမလားဆိုတဲ့မျောလင်းချက်နဲ့တွားညီမပြဖြစ်တော့ပါဘူး ပြန်တွေးကြည့်ရင်ဖြေရှင်းလို့မရတဲ့ပြဿနာမပြေလည်တော့တဲ့အခက်အခဲဆိုတာမရှိဘူးလို့သိလာတယ်။အချိန်တစ်ခုပြီးသွားတဲ့အခါပြဿနာတွေအခက်အခဲတွေဆိုတာလေကိုယ်တိုင်ပဲဖြေရှင်းလိုက်ရပြီးပြီးသွားတာပါပဲ။ Independent life Independent life တဲ့အဖေဆိုင်ထိုင်နေတော့ B1 ကဦးလေးကြီးတွေကပြောတဲ့စကားတွေညံ့ပါလာတာကိုကြားမိပါတယ်။အမိကိုကင်းတဲ့ဘဝပေါ့ ဘဝကအမိကိုကင်းခြင်းနဲ့ယက်တီလို့ရပါမလားလို့ကျွန်တော်တွေးမိပါတယ်။ဖယားတော်မှအမိရှိမှပွင့်ရတယ်လို့လူတွေမကြခဏပြောဆိုကြတာကိုကြားဖို့ပါတယ်။သိမ့်မကြသေးခင်ကဆရာတော်တပါးရဲ့ဟောပြောမှုဗီဒီယိုလေးတစ်ခုနာယူရတဲ့အခါကျွန်တော်ညံအလင်းပွင့်သွားရပါတယ်။တကယ်တော့ဖယားကအမိရှိလို့ပွင့်တာမဟုတ်ပါဘူး။ဖယားပွင့်လာလို့သာဖယားကို အထောက်ပံ့ပြုဖို့အမိကို ဖြစ်စေရပေါ်လာရတာပါတဲ့။ ။ဘုရားကတော့အမိရှိရှိမရှိရှိတန်တရာအဆက်ဆက် သူဖြစ်ကျင်ခဲ့တဲ့ပါရမီတွေကြောင့်ပွင့်ကိုပွင့်ရမှာပါပဲ။သူစူးစမ်းဖြစ်ကျင်ခဲ့တဲ့ပါရမီတွေကြောင့်သာ အမိပြုစရာတွေက ဖြစ်လာပေးရတာပါ။ဒါကိုပဲလူတွေကမသိရင်ဖះကပဲအမိမရှိတော့ရင်မပွင့်တော့ဘူးလို့လို့ပြောနေကြတာပါတဲ့ ဒီစကားလေးကဘဝကို ကိုဆွမ်းကိုစစစ်စစ်နဲ့ကြိုးစားရုန်းကန်နေကြတဲ့လူငယ်တိုင်းအတွက်ယူတတ်ရင်အားစီတစ်ခွက်ပါပဲကျွန်တော်အတွက်ကတော့အသိဉာဏ်တချို့ဖွင့်လင်းသွားပြီးစိတ်ခွန်အားရစေတဲ့ဩဝါဒစကားပါပဲကျွန်တော်အပါဝင် ကိုအားကိုကိုပြီးကြိုးစားရုန်းကန်နေကြသူလူငယ်တော်တော်များများမှ နောက်ခံအင်အားလို့ခေါ်တဲ့ background မရှိကြပါဘူးရှင်းရှင်းပြောရရင် အမိအခိုပြုစရာ အထောက်အပံ့မရှိကြပါဘူး နွမ်ဘာချုပ်တဲ့တဲ့မိဘကဝေဖွန့်လာကြပြီးကိုဖြစ်ချင်တဲ့ဘဝကိုအမိဘအထောက်အပံ့မပါပဲဖြစ်အောင်ကြိုးစားနေကြရသူတွေများပါတယ်။တခါတလေကိုကြိုးစားနေသလောက်အရာမထင်တဲ့အခါမိဘကမထောက်ပံ့နိုင်မှတော့ငါကြိုးစားနေလေဖြစ်မြောက်နိုင်တော့မယ်မထင်ပါဘူးလို့စိတ်ထဲကြားရတဲ့အခါပေါင်းများစွာကြုံရပါတယ်။အမိကိုပြုစီရအာကိုအာထပြုစီရမရှိရင်ကိုဖြစ်ချင်တဲ့ဘဝကိုမရနိုင်တော့ပါဘူး။ မဖြစ်နိုင်တော့ဘူးလို့အတွေးတွေဝင်လာဖူးပါတယ်။ဒါပေမဲ့လည်းဖြစ်မြောက်ခြင်းစိတ်နဲ့စိတ်ထဲကြတာကိုအတင်းပြီးမေ့ဖြောက်ပြရပါတယ်။ကိုယ့်အလုပ်ကိုဆက်လုပ်လိုက်စိတ်ညစ်စရာတွေကြုံလာရလိုက်နဲ့လုံးလေချလဲဖျက်တမ်းရင်ကိုယ့်ကိုယ်ကိုအတင်းဖြစ်ခဲ့ပါတယ်။အထက်မှာဖော်ပြခဲ့တဲ့တရားတော်ကိုနာယူပြီးတဲ့နောက်မှာတော့အမိမရှိလဲဘုရားက ူကြိုးစားဖြစ်ကျင့်ခဲ့တဲ့ပါရမီအဟုန်တွေကြောင့်ဝင့်ကျင်တယ်လို့ဝင်လာရတယ်ဆိုတော့တိမှုကနေဖြန့်ချက်တွေးမိပါတယ်။ငါလည်းမလျှော့တဲ့ကြိုးစားနေတဲ့လူငယ်တယောက်ပဲလက်ရှိငါကြိုးစားနေမှုကနောက်တစ်ချိန်ငါဖြစ်ချင်တာတွေဖြစ်မြောက်အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ဖြည့်ဆည်းနေတာပဲ။ဘသူအထောက်ပံ့မှမရရှိပဲငါကြိုးစားခဲ့တယ်။ဘသူကိုမှမိခိုးစရာမရှိပဲငါမမရက်ခဲ့တယ်။ ငါဖျက်မြောက်ချိန်တန်ရင်ငါမလိုအပ်လည်းပဲငါကြိုးစားမှုတွေကြောင့်အမိအခိုးပြုစရာတွေသူ့အလိုလိုရောက်လာမယ်အထောက်ပံ့တွေပေးမဲ့သူတွေပေါ်လာလိမ့်မယ်အရင်တုန်းကလည်းအထောက်ပံ့မရှိ မိခိုးစရာမရှိပဲဖျက်တန်းလာခဲ့တာပဲအခုလေအဲ့ဒီအတိုင်းဆက်လျှောက်လဲနိုင်ရမယ်လို့ကိုကိုကို စိတ်တက်ခွန်အားပေးရင်အမိကိုကင်းတဲ့ဘဝကိုဆက်လက်ဖျက်တမ်းဖို့အားယူရပါတယ်ထက်ခါထက်ခါမញံဖို့လိုတယ် တခါတော့ကနာမကျန်းဖြစ်နေတဲ့တောပရင်ချင်းတေကြီးတကောင်ရှိပါတယ်။ချင်းတေကြီးကသူ့ရဲ့တပည့်ဖြစ်သူညီခွေးအိုကြီးကိုခေါ်ပြီးသူ့အားနဲ့နေတဲ့အတွက်ချန့်ခိုင်စုဖြိုးတဲ့သမင်ရဲ့အသားကို စားခြင်းကြောင့်ပြောတယ်။သမင်ကိုဖယ်နီးနဲ့ပဲရရသူ့စီကိုရောက်အောင်ခေါ်လာခဲ့ဖို့မှာလိုက်တယ်။ဒီတော့ညီခွေးလည်းသမင်စီကိုတွားပြီးပြောပါတယ်။အဆွေသမင်ရဲ့အခုဆိုရင်ငါတို့ရဲ့ပင်ကြီးချင်းတေကနာမကျန်းဖြစ်နေပြီးနောက်ဆုံးအချိန်ကိုရောက်နေပြီး သူမတိခင်မှာတောပရင်အစ်စ်ခံရဖို့ငါ့ကိုတိတ်တိတ်ကလေးခေါ်ပြောပြီးမင်းကိုခေါ်ခိုင်းလိုက်တာပဲငါထင်တာမမဘူးဆိုရင်မင်းကကျမ်းမာကြံ့ခိုင်တဲ့အတွက်မင်းကိုတောပရင်အဖြစ်လွှဲအပ်ပေးလိမ့်မယ်ထင်တယ်။တမင်လည်းမြေခွေးရဲ့စကားကိုကြားတော့သူတောပရင်ဖြစ်တော့မယ်ဆိုတဲ့လောဘစိတ်နဲ့မြေခွေးခေါ်ရနောက်ကို လိုက်လာခဲ့တယ်။ချင်းသေးစီကိုရောက်တော့ချင်းသေးကတမင်ရဲ့အနာကိုကတ်သွားပြီးခွန်အုပ်လိုက်တယ်။ ဒါပေမဲ့အားနေနေတာကြောင့်လက်နဲ့ပဲပုံမိလိုက်တယ်။တမင်လဲလန့်ပြီးတော့တဲ့ကို ဝင်ပြေးသွားတယ်။ချင်းသေးလေစားရခန်ဒီမှာမအောင်မြင်လိုက်လို့ကြိတ်မနိုင်ခဲမရရဖြစ်နေတယ်။မြေခွေးကိုတမင်စီထက်လွတ်ပြီးရှားအောင်ပြန်ဖန်ခဲ့ဖို့မှာလိုက်ပြန်တယ်။မြေခွေးကလည်းတမင်စီကိုတစ်ခေါက်ထက်သွားပြီးအဆွေတမင်ကပါကြောင့်ထွက်ပြေးရတာလေ။ ချင်းတိမင်းကအဆွေကိုတူတူတိတ်တိတ်ပြောကြရှိလို့အနာကက်လာတာပါအားနဲ့နေတော့အဆွေအပေါ်ခေါုံးတယ်လို့ဖြစ်သွားပြီးအထင်လွဲစရာတွေဖြစ်ကုန်တာပါချင်းတိမင်းအတွက်အချိန်လဲတိတ်မကြံတော့လို့အဆွေတော့ပြင်ဖြစ်ချင်းရင်ပြန်လိုက်ခဲ့ပါလို့လိန်တယ်ပြီးပြန်ခေါ်ပါတယ်တမင်ကလည်းမြေခွေးရဲ့စကားကိုယုံကြည်ပြီးပြန်လိုက်လာပါတယ် ဒီတော့မှလမ်းတနေရာကနေပုံကွယ်ပြီးစောင့်နေတဲ့ချင်းတေးကတမင်ကိုအလင်းငှက်ကနေချက်ကောင်းကိုကိုက်ပြီးတက်ဖြက်စားတောက်နိုင်ခဲ့ပါတယ်။ဒီပုံမြင်ထဲမှာတမင်ရဲ့အာနယ်ချက်ကယုံကြည်လွယ်မှုပါ။တော်ပြီဖြစ်ချင်တဲ့သူ့ရဲ့လောဘစိတ်ကသူ့ရဲ့စဉ်စားစဉ်ကျင်ဉဏ်ကိုလျော့ပါးစေခဲ့ပြီးနှစ်ကြိမ်တိတိအလိန်ခရရတဲ့အထိဖြစ်စေခဲ့ပါတယ်။ လောဘကြောင့်မစင်စားမစင်ကျင်နိုင်ပဲအယုံလဲသွားစေခဲ့ပြီးအသက်ဆုံးရှုံးခဲ့ရတာပါကျွန်တော်ငငယ်ကအိမ်တချို့မှာပလတ်စတစ်ကလောင်ပြီးချိတ်ထားတတ်တဲ့စားလေးတချို့ကို မြင်ဖူးပါတယ်လောဘကြီးသူအာနာတတ်သူယုံကြည်လွယ်သူတတိထလူလင်ခံရမြည်တဲ့နှစ်ကြိမ်တိတိအလင်ခံရပြီးအသက်ဆုံးရှုံးလိုက်ရတဲ့တမင်ရဲ့လောဘနဲ့ယုံကြည်လွယ်မှုက သူ့ရဲ့အာနာချက်ပါပဲ။ အားနည်းချက်တွေကကျွန်တော်တို့ကိုညံ့သွားစေပါတယ်။တစ်ခါခံရရင်လုပ်သူရဲ့အပြစ်နှစ်ခါခံရရင်ခံရသူရဲ့အပြစ်လို့ဆိုပါတယ်။ကျွန်တော်တို့အနေနဲ့ကိုယ့် ကိုယ်ကိုထက်ကထက်ကညံ့မနေအောင်စင်ကျင် သုံးသပ်ဖို့လိုပါတယ်။လောဘစိတ်နဲ့ယုံကြည်လွယ်မှုက ကျွန်တော်တို့ကိုညံ့သွားစေတယ်ဆိုရင်အဋ္ဌအရာတွေကိုပြင်ဆင်ရပါမယ်။ကိုယ့်ကိုညံ့သွားစေတဲ့ပေရာကိုမဆိုကျွန်တော်တို့ပြင်ဆင်ဖို့ ပြင်ဆင်လို့မရရင် စွန့်လွတ်ပြစ်ဖို့အထိစူးစမ်းရပါလိမ့်မယ်။မញ្ញန်တော့ဘူးအာနယ်ချက်တွေမရှိတော့ဘူးဆိုရင်တစ်နေ့ထက်တစ်နေ့အကောင်းဆုံးတွေကိုပဲလှုပ်ဆောင်နိုင်လာပါလိမ့်မယ်။ညနေတာတွေပြောက်တော့အောင်ရတရားကတော့ကိုကိုကို ရှင်ပြိုင်ပြီးသုံးသက်ပြင်ဆင်ခြင်းပါပဲကိုမပိုင်ဆိုင်ရတော့တာတေချာရင် ကျွန်တော်တို့ဟာကို့အတွက်လိုထင်ပြီးမ ကိုမပိုင်ဆိုင်လိုက်ရတဲ့အရာတွေအတွက်နှမျောတတစိတ်တွေဝမ်းနည်းနာကျင်စိတ်တွေခံပြင်းဒေါသတွေနဲ့ကိုကိုကိုပိတ်လောင်ပြစ်လျက်ရှိကြပါတယ်။ယာဝတ္ထုတစ်ခုဒါမှမဟုတ်တစုံတစ်ယောက်ကကိုပိုင်ဆိုင်ရမယ့်အရာမဟုတ်တော့ဘူးလို့သိချသိတဲ့အခါစိတ်ကိုဖျက်တောက်ပြစ်လိုက်ဖို့လိုပါတယ်။မပိုင်ဆိုင်လိုက်ရတဲ့အပေါ်တတတာနဲ့ခံစားလို့မဆုံးဖြစ်နေရင်ကျွန်တော်တို့ထပ်ဆုံရှုံရမယ့်အရာတွေအများကြီးဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်ဆေကျော်တက်ဘဝမရင်ချက်သေးတဲ့အချိန်တော့ကအသေးကွဲဘူးပါတယ်ပထမဆုံးထမိတဲ့ရည်စားကကိုနဲ့ဝေးနေတဲ့အခိုက်တန့်လေးအတွင်မှာတခြားလူနဲ့အိမ်တော်ကြသွားပါတယ်သူကနေ့စဉ်ရဲ့ဆက်ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုဖက်တောက်ဖို့ကိုပဲပြောနေခဲ့ပြီး သူအိမ်တော်ကြသွားတာကိုမပြောခဲ့ပါဘူးကျွန်တော်ကတော့တာမန်စိတ်ဆိုးပြီးပြဿနာဖြစ်နေတယ်လို့ပဲထင်နေခဲ့တာပါ အဲ့ဒီအချိန်တော့ကကျွန်တော်ကတက္ကသိုလ်မှာအဝေးတင်ဒုတိယနှစ်တက်နေခဲ့ပါတယ်။သူစိတ်ဆိုးနေတဲ့အထင်နဲ့ကျွန်တော်တို့ပြဿနာကို ဖြေရှင်းမယ်လို့စိတ်ကူးပြီးသူရှိရာမျိုးကိုလိုက်သွားခဲ့ပါတယ်။သူကထွက်မတွေ့ခဲ့ပဲအဲ့ဒီအချိန်ကျမှသူအိမ်တော်ကျနေပြီဖြစ်တဲ့အကြောင်းဖုန်းထဲကနေတက်တည်အခိုင်အမာနဲ့ပြလာပါတယ်။ကျွန်တော်ရဲ့ဝင်နေနှာချင်ရတဲ့ခန်းစားချက်တွေက အတိုင်းစမဲ့ပါပဲအကြောင်းပြချက်ကိုတိတိချင်းညတကောင်ချိန်မှာ ကျွန်တော်အမေနဲ့တန်ငယ်ချင်းတွေစီကိုပုံဆက်ပြီးဝမ်ပန်တနေငိုခဲ့ပါတယ်ကျွန်တော်တညလုံးမအိပ်ခဲ့ပဲငိုနေခဲ့ပြီးနောက်တနေ့မနေ့မှ ကိုမျိုးစီကိုပြန်လာခဲ့ပါတယ်အပြန်လဲကားပေါ်မှာလဲကျွန်တော်ငိုနေခဲ့တော့မှာပဲဒါပေမဲ့ကျွန်တော်အိမ်ပြန်ရောက်ခန့်ဤတာနဲ့ချက်ချင်းအငိုတိတ်ပစ်လိုက်ပါတယ်ကျွန်တော်ရဲ့မျက်နှာမှာဝင်းနေနေတဲ့ခံစားချက် နာကျင်နေတဲ့ခံစားချက်တွေမဆူပါမှရှိမနေအောင်စိတ်ကိုပြင်ဆင်ခဲ့ပါတယ် ကျွန်တော်ပုံမှန်အတိုင်းပဲမိသားစုနဲ့ဖြတ်သန်းနေတငယ်ချင်းတွေနဲ့တွားလာတယ်။ကျွန်တော်ရဲ့ပညာရေးအတွက်တက္ကသိုလ်ဒုတိယနှစ်ကိုဆက်တက်ခဲ့ပြီးနောက်တစ်နှစ်ကိုအေးအေးဆေးဆေးပဲအောင်မြင်ခဲ့ပါတယ်။အဒီလိုပုံမှန်အတိုင်းဖြတ်သန်းနိုင်ဖို့အတွက်ကျွန်တော်ရဲ့အိမ်အပြင်လည်းကားပေါ်မှာပဲငိုရင်းနဲ့စဉ်းစားပြီးစုံဖြတ်ချက်ချခဲ့ပါတယ်။ငါအတွက်မဟုတ်တော့တဲ့ငါမပိုင်ဆိုင်ရတာတိကျပြီဖြစ်တဲ့လူတယောက်ကိုတသက်လုံးလွှဲနေလို့တတိယနေလို့ မုံတီနာကြီးနေလို့ငါသူ့ကို ပြန်ပိုင်ဆိုင်လာမှမဟုတ်ဘူးငါရဲ့အချိန်တွေပဲကုန်သွားလိမ့်မယ်ငါရဲ့အတ္တိလိုပြိုလဲနေတဲ့ပုံစံကိုငါမိဘတွေမြင်ရင်သူတို့ဝန်းနေနေကြမယ်ငါတငယ်ချင်းတွေမြင်ရင်ငါအတွက်စိတ်မကောင်းဖြစ်နေကြမယ်ငါအချိန်တွေတင်မဟုတ်ပဲငါမိသားစုရဲ့ပျော်ရွှင်မှုတွေဆုံးရှုံးမယ်ငါတငယ်ချင်းတွေနဲ့ပျော်ရမယ့်အချိန်တွေဆုံရှုံမယ်။တိတ်မကြခင်ငါအကြောင်းဆက်တက်ရတော့မယ်။ ီကိစ္စအတွက်ခင်စားနေရတာနဲ့မတက်ဖြစ်ရင်ငါ့ရဲ့ပညာရေးဆုံးရှုံးမယ်။ဒီတော့ငါ့အတွက်မဟုတ်တာတည်ချနေတဲ့သူကိုလွမ်းမဲ့အစားမုံတိနေမဲ့အစားနာကြီးနေမဲ့အစားငါ့ကိုပျော်ရွှင်တာပဲမြင်ကျင်ကြတဲ့ငါမိသားစုငါတငယ်ချင်းတွေအတွက်ငါအရင်အတိုင်းပျော်အောင်နေမှရမယ်။ငါဘဝအတွက်ငါလုံးစရာတွေဆက်လုပ်ရမှာဖြစ်တယ်လို့ငါကိုချက်တဲ့သူတွေပျော်ဖို့အတွက်ငါရဲ့တောကတွေကို အိမ်ပြန်တင်မသွားတော့ဘူး ဒီနေရာမှာပဲထားခဲ့တော်မူ။အဲ့ဒီလိုဆုံးဖြတ်ပြီးဆုံးဖြတ်ချက်အတိုင်းနေထိုင်နိုင်ခဲ့ပါတယ်။ဒါကကိုပောင်ကိုလန်ထောင်းပြီးကိုမပန်ဆိုင်ရတော့တာတေချာတဲ့အရာအတွေစိတ်ထားနည်းကိုညှဝေပေးခြင်းပါပဲ။ကျွန်တော်ဘဝမှာပြန်တွေးလိုက်တိုင်းကိုယ်ဆုံးဖြတ်ချက်ချပြီးကိုယ်လုံနိုင်ခဲ့တဲ့အရာအတွက်အမြဲတမ်းဂုဏ်ယူမိပါတယ်။ကိုယ့်ရဲ့ဆုံးရှုံးမှုတွေကနေရရှိလိုက်တဲ့အသည့်တရားပါပဲ။ ကိုမပိုင်ဆိုင်ရတော့တာတေချာနေတဲ့အရာအပေါ်ဆွဲလန်းစိတ်တွေမစ္စရိယာစိတ်တွေဘာမှမထားတော့ပဲជីជីဖြူဖြူဆွန့်လွတ်လိုက်ပြီးကိုအတွက်ကို ကိုကိုချက်တဲ့အခြားလူတွေအတွက် အကောင်ဆုံးဆက်လက်ဖြစ်တည်ပေးလိုက်ပါတယ်ကိုကိုကိုဘယ်ရာတွေကိုပြန်ဆိုင်ရအောင်မလဲဆိုရင်မရနိုင်တော့တဲ့အရာတွေအပေါ်ဆွဲလန်းမှုမထားပဲစိတ်ရှင်းရှင်းနဲ့ဘလောက်ဆွန့်လွတ်တတ်ပြီလဲဆိုတာကိုလည်းပြန်နေရအောင်မယ် ဆွလွတ်တက်ပြီဆိုရင် ကျွန်တော်တို့စိတ်ကလေးအေးချမ်းဖို့တည်ချာနေပါပြီအပိုင်းခုနှစ်ကိုဆက်လက်ဆောင်မျော နားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။